မင်္ဂလာပါရှင်ကျမကကေခိုင်ပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စကောက်စီလေရင်ပြစ်ချခံခဲ့ရတဲ့စပစစ်ကြေော်အပါအဝင်ပလင်းနေတဲ့ကကြေော်တွေကိုအမနေ့ကစွန်လ6ခုနှစ်ရက်နဲ့တရက်တည်းမှာပဲလေချောင်းကနေ15ချိန်လောက်ဘုံကျေတိုက်ခိုက်ခဲ့တယ်လို့မြင်းမြင်းတော်လေရဲ့တပ်ဖွဲ့တွေစီကသိရပါတယ်။စပစစ်ရောလက်ပတ်ကန်ရောနဲ့မင်းတိုင်ပင်ကြေော်အနောက်ဘက်အပါအဝင် နေရာအများအပြားကိုလေရင်နှစ်စင်းနဲ့ဘုံကျေချခဲ့တာပါ။ အဲ့ဒီလိုဘုံကျဲခံရတဲ့အတွက်ဒေတာခံပြည်သူတွေအမွှေးထားတဲ့ကျွေးနှော့တွေတည်ဆုံခရရတယ်လို့ဒီကနေ့ဇွန်လ18ရက်နေ့မနက်ပိုင်းမှာလေလေကြောင်းကနေဘုံကျဲနေလို့ဒေတာခံတွေကပြောပါတယ်ဒါအပြင်ပလင်းနယ်တွေကပြူစောကြီးအားကောင်းတဲ့ရော်တွေကိုစစ်ကောင်စီတပ်ကရိုက်ခါလက်နက်ခေရန်နဲ့စစ်အင်အားတွေဖြစ်တင်းနေတယ်လို့မြပြင်းတော်လေးရဲ့အဖွဲ့တွေကပြောပါရဲ့ရှင်။ ဇွန်လ19ရက်နေ့မှာကြာရောက်မယ်လူထုခေါင်းဆောင်နိုင်ငံတော်အတင်းအတိုင်းပင်ခံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းကနေမွေးနေ့ဆူတောင်းဗီဒီယိုအခုရဲ့၈တောင်းပြည့်တော်ပြီလို့ကမ်ပိန်းတရဝင်းစာမျက်နှာကနေဖော်ပြလိုက်ပါတယ်မွေးနေ့ဆူတောင်းဗီဒီယိုဖိုင်ပေါက်၈တောင်းနဲ့ကဘာမှာအရေအတွက်အများဆုံး granite ဆယ်ကျင်းတင်ဖို့ရည်ရွယ်တာဟာဇွန်လ၁၈ရက်နေ့မှာပြည့်မြောက်တော့ခဲ့တာလည်းဖြစ်ပါတယ် လူထုကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက်ပအဝင်ဆုတောင်းပေးသူတွေအားလုံးနဲ့ဆုတောင်းတွေကိုရရှိအောင်ကူညီပေးသူတွေအားလုံးကိုကင်မက်ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကကျေးဇူးအထူးတင်ရှိတယ်လို့ကမ်ပိန်းတင်ဝင်စာမျက်နှာကနေကျေးဇူးတင်စကားဆိုထားပါတယ် လူထုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဆက်အနာတိတ်တဲ့2020ခုနှစ်ဖေဖော်ဝါရီလကတည်းကဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီးစုစုပေါင်းအမှုစေကုံမှုတွေကအမှုငါးမှုကိုပြစ်ဒဏ်လွန်ကျင်းတက်တော်ခွင့်ပေးခဲ့ပြီးတော့ကြံတဲ့စီလင်းမှုအတွက်ထောက်တန်း28နှစ်ဆက်လက်ကြားခံနေရတော့ပဲဖြစ်ပါရဲ့ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တေချောင်းကျော်ကအသက်68နှစ်အရွယ်အဖိုးအိုအပါအဝင်ဆက်လေသမား၃ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားတာနှစ်ပတ်ကြာပြီဖြစ်ပြီးအခုထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေကပြောပါရီအဲ့ဒီဆက်လေသမား၃ယောက်ကိုမြေပုံမြို့နယ်ငပတုံကျော်နာကပင်လယ်ပြင်မှာစစ်တင်ဖို့တစီကဇွန်လ၄ရက်နေ့တုန်းကဖမ်းဆီးခဲ့တာဖြစ်ပြီးကြောက်ဖြူရေစခဲမှာချုပ်နှောင်ထားစေဖြစ်တယ်လို့ဆိုပါရီ ဖန်ဆီးခံထားရသူတွေကကြောက်ဖြူနဲ့မြေပုံမှာငါးအယောင်းဝင်လောက်ကြတဲ့အသက်68နှစ်အရွယ်ဥဖိုးတင်အသက်29နှစ်အရွယ်ကိုတောင်ကြီးနဲ့အသက်20အရွယ်ကိုထက်မြတ်တို့ဖြစ်ပါတယ်အရခါတက်တော့အေကထိုးစစ်ဆင်နေတဲ့ကြောက်ဖြူမျိုးမှာစစ်ကောင်စီတပ်ကကုံလန်ရော်ရှေလန်းကိုပါမြို့ပြင်ထွက်ခွင့်ပိတ်ထားတယ်လို့ဒေတာခန်တွေစီကသိရပါရဲ့ရှင် ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်တဲ့အကြမ်းမဖက်အာဏာဖီဆန်ရဲ့လှူရှာမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေအပေါ်မှာဝေဖန်ကန့်ကွက်မှုတွေရှိနေပါတယ်။မျက်သစင်ပေးပို့ထားပါရဲ့ရှင်။ဒီ CRM ဥပဒေကိုဇွန်လ23ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး CRM မှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေအတွက်တရားမျှတမှုနဲ့အကောက်အွယ်ပေးဖို့ရည်ရွယ်ခဲ့ပေမဲ့ဒီဥပဒေရဲ့အချို့အချက်တွေဟာ တော်လန်ရင်အင်အားစုတွေကြားမှာပဲကြဲကြဲပြက်ပြက်အငင်းပွားပွေရာဖြစ်စေခဲ့ပြီးကံကွက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။စီဒီအမ်မှာမပါတဲ့သူတွေကိုအေးအေးယူရမှာပြည်သူလူထုပေါ်သူတို့ကျူးလွန်တဲ့ပြစ်မှုတွေအတိုင်းအေးအေးယူရမှာသာဖြစ်ပြီးစီဒီအမ်လှုပ်ရှားမှုမှာမပါဝင်တဲ့ဝန်ထမ်းတိုင်းကိုအေးအေးယူတာကဒီမိုကရေစီစံချိန်ဆက်ညွှန်းတွေနဲ့လဲကွဲလဲနေတယ်ဆိုတော့တုံ့တက်မှုတွေလည်းရှိနေပါတယ်။ဒီဥပဒေကိုကန့်ကွက်သူတွေထဲမှာ ိုရိုင်းစီဒီယံဝန်ထမ်းတအူးဖြစ်ခဲ့ပြီးစီဒီယံမှုရှားမှုကိုဦးဆောင်ခဲ့သူတအူးဖြစ်တဲ့တဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC တာဝန်ခံကိုမင်းလွင်ဦးလဲပါဝင်ပါတယ်။သူကစီဒီယံဝန်ထမ်းတွေကိုဥပဒေအရအကောက်အွယ်ပေးတာကိုကြိုဆိုပေမဲ့နမ်စီဒီယံဝန်ထမ်းတွေကိုတပြေးညီအရေးယူမဲ့အချက်တွေကိုတော့လက်မခံနိုင်ဘူးလို့ဆိုပါတယ်။တချို့ဝန်ထမ်းတွေကဥပဒေပြောလို့ရှိရင်သူတို့မှဟိုပြန်စရာအေးအောင်မရှိတဲ့ဝန်ထမ်းတွေလည်းရှိတယ်ဗျ။ဒီ င်ငါတို့ကပေးတဲ့လိုင်ခံတွဲလေးလေးမှာဟိုမဖြစ်စလောက်လေးနေနေနေရတဲ့ဟာမျိုးတွေပြီးတော့မဖြစ်စလောက်ရတဲ့သူတို့လက်စားလေးနဲ့သူတို့နောက်မှာရှိနေတဲ့မိသားစုဝင်အဲ့မိသားစုဝင်တွေကိုကြွေးဖို့အတွက်အဲသူတို့အတွက်ခက်ခဲတဲ့စိတ်ခုံမှုတွေအဲ့ဒါကိုကြည့်ပြီးတော့သူတို့ဟိုတော့ဆုံနေရတဲ့ဝန်ထမ်းတွေရှိတယ်အချို့ဝန်ထမ်းတွေကကြာတော့ကျွန်တော်တို့မဖြစ်မနေနားလည်ပေးရမယ့်ဟာတွေရှိတယ်ကဥပမာ2025 2020ထူထူရွေးကောက်ပွဲမှာဆိုလို့ရှိရင်လည်းပဲဒီဟိုမြို့သားမျိုးကိုစီဖွဲ့ချုပ်ကို မဲပေးတဲ့ဝန်ထမ်းတွေအဓုနဲ့တည်းရှိတယ်ဗျာဒီအခုလက်ရှိ CI မလုပ်နိုင်သေးတဲ့ဝန်ထမ်းတွေအဲမှာအဲ့တော့အဲ့လိုဝန်ထမ်းတွေကဘာလို့ CI မလုပ်နိုင်သေးလဲဆိုမလုပ်ကြလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကဟိုအဲသေချာကျွန်တော်တို့ဟိုလိုက်ကြည့်ဖို့လိုတယ်အဲ့လိုစဉ်းစားချက်မျိုးမရှိဘဲနဲ့အဲတင်းချက်ဥပဒေပြထမ်းပြီးတော့အဲ CI မလုပ်ရင်ဟိုအပြည့်သားလို့လို့ဆက်ဆံတဲ့ဟိုဥပဒေမျိုးဆိုလို့ရှိရင်တော့ဟိုမဖြစ်သင့်ဘူးလို့ပဲကျွန်တော်တို့ကမြင်တယ်ဗျာကိုမင်းလွေဦးက ဒီဥပဒေဟာမြေပြင်မှာနန်းစီရီယံဝန်ထမ်းတွေကိုအလွဲတကူဖမ်းဆီးအရေးယူဖို့တရားဝင်အကာအကွယ်ပေးသလိုဖြစ်သွားစေနိုင်ပြီးစစ်ကောင်စီရဲ့လုံရက်နဲ့တူညီသွားစေက liberal democracy စံနှုန်းတွေနဲ့ဖိလာဆန့်ကျင်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမတ်ကများအဖွဲ့ချုပ် ABFSU ကလည်း CRPH ကပြဋ္ဌာန်းတဲ့ CDM ဥပဒေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းဇွန်လ15ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဘဂသမြအဖွဲချုပ်သတင်းနဲ့ပြန်ကြားရေးကော်မတီကမခင်နီကတော့ဒီဥပဒေဟာအားနည်းတဲ့သူတွေချင်းချင်းမှာပဲပိုပြီးထိခိုက်နစ်နာမှုတွေများတဲ့လုံရက်တစ်ခုသာဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်။ဆရနာရှင်စနက်ကတော့ခေဆက်ဆက်မှာငါနဲ့မတူငါရန်သူဆိုပြီးတော့လုပ်တယ်။အခုဆိုရင်လည်းအာ CDN ဝန်ထမ်းတွေကိုအသက်အန္တရာယ်ချင်းချောက်တယ်။ဖန်စီအေးအေးယူတယ်။တခြားတော်လိုင်းအင်အားစုတွေကိုလည်းသူ့ကိုမထောက်ခံတဲ့အတွက်သူ့အရေးယူရတဲ့ဟာမျိုးတွေလုပ်တယ်။အဲအဲ့လိုပုံစံမျိုးကျမတို့ကထပ်တူ မလုံမိဖို့လိုတယ်ဘာဖြစ်လို့ဆိုကျမတို့တွေက passive ညင်နေရှိနေလို့မဖြစ်လို့ပဲအခုဒီဥတွေမှာပါတဲ့အရေးယူခြင်းဆိုတဲ့အပိုက်ကနေစပြီးတော့ဖော်ပြထားတဲ့ Nancy ဒီရဝန်နှန်းနေအယတားဝန်နှန်းနေကိုကျမတို့ကအရေးယူမယ်အဝင်ချတောင်းပန်ခိုင်းမယ်ဘယ်လိုပုံစံမျိုးနဲ့တော့ဖြင့်အာရာထူးတွေလျှော့မယ်ဆိုပြီးတော့လှုပ်ထားတဲ့ဟာမျိုးတွေကအခုစစ်ကောင်စီက CDN ပြောင်းဝင်လာတဲ့ဝန်ထမ်းတွေကိုဆက်ဆံနေရတယ်တူတူပါပဲ။ ရှိကောင်စီနဲ့စစ်တပ်လူသက်ရန်နေရတော့အာဒီပြည်သူတွေကိုဘယ်လိုလုပ်နေရစီရံဝန်ထမ်းတွေကိုဘယ်လိုလုပ်နေရဆိုရဲအညှိုးတစ်ခုနဲ့ကျွန်တော်တို့ကသူ့ဘာသာသူညီနေတဲ့နန်းစီရံဝန်ထမ်းတွေကိုအဲ့လိုပုံစံမျိုးဖြင့်ပြန်လုံးလိုက်မယ်ဆိုရင်တော့အဲ့ဒါကဒီအားနေတဲ့သူတွေအချင်းချင်းမှာပဲပို့ပြီးတော့မှထိခိုက်ညံ့တာမှုတွေများရမယ်လုပ်ရတဲ့ခုပဲဖြစ်သွားလိမ့်မယ်လို့ကျွန်တော်တို့ကတော့ယူဆပါတယ်ဒီဥပဒေအရ2021ဧပြီ30ရက်နောက်ပိုင်းစီရံဝန်လာသူတွေကခိုင်လုံတဲ့အကြောင်းပြချက် တင်ပြရမယ်လို့ပြဋ္ဌာန်းထားပါတယ် ဒီဥပဒေမှာတော့နမ်စီဒီယံဝန်ထမ်းတွေကိုတစ်ချိန်မှာအမိပြက်စည်းရင်သွင်းတာယာရုကထုတ်ပယ်တာပြပထွက်ခွာခွင့်ယာယီပိတ်ပင်တာလစာခန်းစား권တွေပြန်အပ်ရတာဘွဲတိုက်စိတ်တွေကိုအတိအမှတ်မပြုတာနဲ့တရားစွဲတာတွေပြုလုပ်သွားမယ်လို့ပါရှိပါတယ်။အခုဒီဥပဒေမပြဋ္ဌာန်းသိတဲ့ကာလပေါ့ဗျာဒီဒီစီဒီယံလှူရှာမှုတွေအာရုံကောင်းနေတဲ့ကာလမှာတော့မှာပဲဒီနမ်စီဒီယံဝန်ထမ်းတွေပုံမှာ social punish လုပ်တဲ့ဟာမျိုးတွေကဟိုတောက်ချက်ရှိနေတယ်ဗျာ အဲကျွန်တော်တို့နားလည်တာကကျွန်တော်တို့ကဟိုဒီမိုကရေစီဟိုဒီမိုကရက်တစ်ဆိုဆိုတီကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲမြင်ခွဲပြားမှုတွေကိုကျွန်တော်တို့ကလက်ခံဖို့လိုတယ်နိုင်ငံရေးကအဲခွဲပြားမှုတွေပေါ့ကျွန်တော်တို့လက်ခံဖို့လိုတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဟိုအဲပြည်သူရမှာပေါ့ဗျာဟိုခုနကပြောတဲ့စဉ်းစားချက်မျိုးတွေရှိဖို့လိုတယ်ဘာလို့ဟိုသူဒီလိုဖြစ်လဲဆိုတဲ့ဟာမျိုးတွေအဲကျွန်တော်တို့ကဟိုဒီအဲလက်ခံပေးရမယ့်အနေအထားတွေရှိတယ်ဗျာအဲ့တော့ အဲအဲ့လိုခြေနေမျိုးကနာခံမှာကျွန်တော်တို့ကတော်လိုင်းကာလာမှာမင်းကဘာလုပ်ခဲ့လဲငါကဘာလုပ်ခဲ့လဲဆိုတော့အတွေ့အခေါ်မျိုးတွေတော့ကျွန်တော်တို့ဒီမိုကရက်တစ်ဆိုတဲ့ကြီးကိုတွားဖို့တဲ့တော့အဟာတနှုံးရှေ့တော့ဟိုဖြစ်မထင်ရပါပဲဒီဥပဒေမှာတက်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကဥပဒေပါကိစ္စရများနဲ့ဆက်လင်းပြီးအကျုံးဝင်ခြင်းမရှိစေရဆိုပြီးလဲဖော်ပြထားပါတယ်ဥပဒေပါအချက်တွေကိုအကောင့်ထည့်ဖော်ဖို့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်းဖွဲ့ရမှာဖြစ်ပြီး ဒီဥပဒေကိုနိုင်ငံတော်မှဖြစ်ဖြစ်ဒစိတ်တည်သားမှဖြစ်ဖြစ်အနာတက်ရောက်စေဖို့တမရကအမိန်ထုတ်ရမှာဖြစ်ပါတယ်။ဒီ CDM ဥပဒေကိုတော့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမတ်ကများအဖွဲ့ချုပ်ဘာကတာလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN တဝဲဒီမိုကရေစီရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC နဲ့တက္ကသိုလ်ဆရာသမတ်ကများကိုစားပြုကော်မတီတို့ကကန့်ကွက်ထားကြပါတယ်။ကျမမျက်သစင်ပါရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ကျမကကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။